88ရေတော်ပုံတဲ့တနှစ်နောက်ကြပြီး1989ခုနှစ်မှာဥရောပအလဲပိုင်းကချက်ကိုစလိုဗကီးယားနိုင်ငံအခုတော့ချက်သမ္မတနိုင်ငံမှာ Zather Revolution ဂရီဘာတော်လှန်ရေးလို့အမည်တွင်ခဲ့တဲ့ဒီမိုကရေစီရေးဆန္ဒပြပွဲဟာတရင်တစ်ပတ်လောက်ပဲကြာခဲ့ပါတယ်။အဲဒီလူထုအုံကြွမှုကနှစ်ပေါင်း40ကြာအုပ်ချုပ်ခဲ့တဲ့အာနာရှင်ကွန်မြူနစ်စနစ်ကိုဖျောက်ချနိုင်ခဲ့ပါတယ်။အဓိကတော့အုပ်ချုပ်သူအာနာရှင်ဆိုပေမဲ့ပြည်သူ့ရဲ့တောင်းဆိုမှုတွေကိုလက်ခံပြီးငြိမ်းချမ်းစွာနဲ့ညှိနှိုင်းအာနာလွှဲပေးခဲ့တဲ့အတွက်ပါပဲ။ နောက်ထပ်ပိုနီးစက်တဲ့နိုင်ငံတစ်ခုကတော့ဖိလစ်ပိုင်ပါ1986မှာ People Power Revolution လို့ခေါ်တဲ့ပြည်သူ့အုံကြွမှုကြောင့်နှစ်ပေါင်း20ကျော်အုပ်ချုပ်ခဲ့တဲ့အာနာရှင်မာကိုစင်ပေးခဲ့ရပါတယ်။အဲ့ဒီနိုင်ငံတွေကိုမြန်မာနိုင်ငံနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အာနာရှင်ချင်းတူလာတော့ကျွန်တော်နိုင်ငံကစစ်ဘိုလ်ချုပ်တွေကလူရည်ရဲ့ဆန္ဒကိုတန်ဖိုးမထားပဲပိုမိုက်ယူရဲ့ကြခေါင်းမာတာကိုတွေ့ရပါတယ်။အာနာရှင်စနစ်ကနေဒီမိုကရေစီကူးပြောင်းရေးမှာ ရွေးကောက်ပွဲဟာအရေးပါတဲ့အခန်းကပါဝင်ခဲ့တဲ့နိုင်ငံတစ်ခုကတော့အင်ဒိုနီးရှားပါအကြောင်းစရင်တော့မြန်မာပြည်သူတွေကဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုရှိပေမဲ့စစ်ဘိုတွေကတော့အဲ့ဒီယဉ်ကျေးမှုမသိတဲ့သူတွေဖြစ်နေလို့ပါပဲ1988လူလူအောင်ကြမှုနဲ့1990ရွေးကောက်ပွဲရလက်ကတာဒီမိုကရေစီစနစ်ကိုတကယ်လမ်းဖွင့်ပေးနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်နိုင်ငံကနှစ်ပေါင်း30ကျော်ဒီမိုကရေစီနိုင်ငံဖြစ်နေမှာပါ